ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့စစ်ကောင်စီအရာရှိ73ဦးနဲ့စစ်တပ်ဆိုင်ရာအဖွဲ့အစည်း3ခုကိုကနေဒါနိုင်ငံကတန်းခတ်ပိတ်ဆို့လိုက်တဲ့ဆိုတဲ့သတင်းမှာကနေဒါနိုင်ငံအစိုးရကစစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ဝန်ကြီးဒုဝန်ကြီးတွေအပါအဝင်73ဦးနဲ့စစ်တပ်ဆိုင်ရာအဖွဲ့အစည်း3ခုကိုထပ်မံပိတ်ဆို့အရေးယူလိုက်တယ်လို့ကနေဒါနိုင်ငံသားရေးဝန်ကြီးမလန်နင်ဂျွိုင်းကဒီကနေ့မှကြေညာခဲ့တယ်လို့နိုင်ငံတကာသတင်းဌာနတွေကဖော်ပြလာပါတယ် ကနေဒါနိုင်ငံကဗိတ်ဆို့အရေးယူခဲ့တဲ့စစ်ကောင်စီအရာရှိတွေထဲမှာစစ်ကောင်စီရဲ့ဖွဲ့ဝင်ဒေါက်တာပါရွှေဗိုလ်ချုပ်ကြီးမိုးအောင်ဝန်ကြီးကန်စော့ ဝန်ကြီးကိုကိုလိုင်းဆက်သွယ်ရေးဒုဝန်ကြီးပုံမိုးချုပ်လူမွန်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကဒုတိယဝန်ကြီးတွေဖြစ်တဲ့အောင်ကျော်ချွန်အောင်မြိုင်ကာကွယ်ရေးဒုဝန်ကြီးဗိုလ်ချုပ်ကိုလေစီမံကိန်းနဲ့ဗန်နာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတွေဖြစ်တဲ့တန်တန်းလင်းမင်းထော့စစ်ကောင်စီရုံးဝန်ကြီးတွေဖြစ်တဲ့ခွန်တန်းစော်သူထင်ကျော်သူနဲ့အောင်ကျော်ဟိုးတို့ပါဝင်တယ်လို့သိရပါတယ်။ဒါအပြင် မင်းအွန်လိုင်းထိန်းချုပ်ထားတဲ့မြန်မာစစ်တပ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့အမှတ်33ရှင်းလင်းတပ်ရင်းတွေကိုလည်းအရေးယူတန်းခတ်ပိတ်ဆို့လိုက်တယ်လို့ကြေညာခဲ့ပါတယ်။ နေဒါနိုင်ငံခြားရေးဝန်ကြီးမလန်နေဂျွိုင်းကတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုပြပြစေပြီးလူအခွင့်ရေးချိုးဖောက်မှုတွေကိုစစ်ကောင်စီကကျွလွန်နေမှုအပေါ်ကနေဒါကတော့ငြိမ်သက်နေမှာမဟုတ်ပါဘူး။ကနေဒါနိုင်ငံအနေနဲ့ငြိမ်းချမ်းပြီးအားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီအနာဂတ်ကိုဖော်ဆောင်ပေးမဲ့မြန်မာပြည်သူတွေရဲ့မျှော်မှန်ချက်တွေကိုဆက်လက်ထောက်ခံသွားမှာဖြစ်ပါတယ်လို့အရေးယူတန်ခိုက်ရတဲ့အကြောင်းကိုပြောပါရစေ။ကနေဒါနိုင်ငံဟာ အနာသိစစ်ကောင်စီနဲ့ဆက်ဆက်ပူးပေါင်းနေသူလူပုဂ္ဂိုလ်149ဦးနဲ့အဖွဲ့အစည်း92ခုထိအရေးယူတန်းခတ်ပိတ်ဆို့ထားပါရှင်ကျမနွေနွေပါ